ကျွန်တော်ကျွန်တော်က memory တိတ်မကောင်းဘူးဗျကျွန်တော်ကမဟုတ်ကဟုတ်ကတွေဥနောက်ထဲမှာအများကြီးထည့်ထားတော့ memory ကနည်းနည်း full နေတယ်အဲ့တော့အာဟိုဟိုတချို့ဟာတွေကဟိုဟိုအရေးကြီးတဲ့ဟာတွေမမှတ်မိပဲနဲ့ရေးမကြီးတဲ့ဟာတွေကဥနောက်ထဲမှာပြည့်နေလို့ဟောဒါပေမဲ့ကျွန်တော် စင်ကာပူလာတာတို့ဟိုဟို မမမင်းလဲခွင့်လွတ်ပါပေါ့ဗျာဒါမဲ့တခါလေကြိုက်ရင်လဲမစီမဆိုင်တဲ့ဟာတွေကိုမမင်းပြီးတော့ဟိုဟာဖြစ်တာပေါ့ပထမကိစ္စဒီပိုင်စင်မဲ့ကိစ္စတို့နောက်ပြီးတော့ Victoria ကိစ္စတို့ကကျွန်တော်အစားလည်းပြောပါတယ်ကျွန်တော်ကဒီ criminal law တို့ civil case တို့ကကျွန်တော်ရဲ့ကျွန်းကျင်ရာ subject မဟုတ်ဘူးအဲ့တော့ကျွန်တော် main လဲကျွန်တော်အဲ့ဒါမျိုးတွေကစိတ်လည်းမဝင်စားဘူးနောက်ပြီးတော့တတ်လည်းမတတ်ဘူးကျွန်းလည်းမကျွန်းဘူးဆိုတော့ကျွန်တော်တိတ် ပြောလိပြောထားမှရှိဘူးအာကျွန်တော်ကျွန်းချင်းနေအအခြေခံဥပဒေပညာရက်နဲ့ဒီနိုင်ငံတကာဥပဒေနဲ့ဖေရိုကိစ္စအဲဒီအဲဒီဟာလောက်ပဲကျွန်တော်ကအာကျွန်းချင်းတာတော့မဟုတ်ပါဘူးကျွန်တော်နားလည်တဲ့ဟာပေါ့နော်အဲအဲ့ဒါဖြစ်တယ်နောက်ဒုတိယချက်ကကျွန်တော်ဘာကြောင့်ဒီ2008အခြေခံဥပဒေကကောင်းတယ်လို့ကျွန်တော်ပြောလဲဆိုတော့အာအကောင့်ဖက်ကနေကြည့်တဲ့ဟာနဲ့ဒီအစိုးဖက်ကနေကြည့်တဲ့ဟာပေါ့ အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကချိန်ချိန်ပို့လို့ပဲတကယ်လို့အော်ကျွန်တော်ကစဉ်းစားတာပေါ့အကေ၍အကေ၍2008သာမရှိခဲ့တော့โอเค2008ကိုမေ့လိုက်ဦးတန်းရွှေဒီနေ့အထိမတည်သေးဘူးဘုချုပ်ကြီးစောမောင်လည်းအော်စောမောင်မောင်အေးလည်းရှိသေးတယ်သူလေဖြတ်ထားတယ်နေမကောင်းဘူးလို့တော့ကြားတယ် နောက်ပြီးတော့သူ့လက်အောက်ကဘူချုပ်ကြီးတွေလည်းအကုန်လုံးကကြမ်းကြမ်းမှမှာပဲဘူချုပ်ကြီးစိုးဝင်းတယောက်ပဲစုံသွားတယ်အကုန်လုံးကရှိသေးတယ်သူတို့အာနာမလွှဲရင်ရောကျွန်တော်တို့ဘာလုပ်မှာလဲဒေါ်အောင်ဆန်းစုရဲ့ထောင်ထဲမှာရှိအောင်ပါမယ်နိုင်ငံတကာကိုလာတိုက်မှာလားကျွန်တော်အတိုင်းပြအောင်ငါပြတ်သွားမှာလားနေပြည်တော်မှာ ACC ပဲသူတို့အတွက်ရုံခန့်တွေလည်းအကုန်လုံးလုတ်ပြီးတာမဟုတ်ဘူးလား ဒီဒီလွှတ်တော်တွေလုတ်เสียမလို့ဟာ ACC ထိုင်ပြီးတော့ဒီနေ့အထိ2020အထိတို့တိုင်းပြည်ကိုအုပ်ချုပ်လုပ်ရတယ်။ဒါမဲ့တို့ကတော်ပြီ။ကျွန်တော်အတွင်ကူးပြောင်းရေးလုပ်ရအောင်။ဘာလုပ်လဲဆိုတော့ဒီ2010မတိုင်ခင်မှာ Nike Speeder နဲ့2010အထိဟို Nike စမတိုင်ခင်ကလေးကဦးတန်းရွှေတို့ကတို့ planning ချပြီးတော့2020မှာ ဒီ USDA ကနေ USDP အသွင်ပြောင်းပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုဘယ်လိုအသွင်ပြောင်းမလဲဆိုတော့သူတို့မှာ plan ရှိတယ်ကျွန်တော်လည်းအခု၈နှစ်၁၀နှစ်ကြာမှဒီဟာတွေတဖြည်းဖြည်းနဲ့နားလည်လာတာလူကြီးတွေတယောက်ပြီးတယောက်ပြောပြတယ်ကျွန်တော်လည်းဆက်စုတယ်ကျွန်တော်လည်းသိချင်တယ်အဲ့ဒီခါကျမှကျွန်တော်ကအော်ဒီလိုလား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 ဆိုတာသိလာအဲ့တော့ဒီ2008ကပါလဲဆိုတော့တကားလေးကိုဟပီးထားတာ ဖွင့်ဖို့ကျွန်တော်တို့ကအဲ့ဒီအပေါက်ထဲကနေတဟုန်ထိုးလူလူတယောက်ချင်းတယောက်ချင်းဝင်လို့ရတဲ့အပေါက်ထဲကနေကျွန်တော်တို့တယောက်ချင်းတယောက်ချင်းဝင်ပြီးတော့လူတစ်ထောင်တစ်သောင်းတစ်သိန်းဝင်မလားတခါတည်းနဲ့လူတရာဝင်တိုးပြီးတော့တရာတခါတည်းဝင်မှကျွန်တော်တို့ကဟိုဖက်ချမ်းကိုကျွန်တော်တို့ရောက်ချင်တာနံပါတ်1နံပါတ်2 2010ကနေဒီနေ့အထိကျွန်တော်တို့စဉ်းစားကြည့်2010ကကျွန်တော်တို့ဘာပေးလဲ ်ဦးသိန်းစိန်တက်လာတော့နံပါတ်1မတက်လာခင်မှာရွေးကောက်ပွဲလုပ်တယ်ဘလောက်တရားလဲဘလောက်မျှတာလဲနံပါတ်2ဒေါ်မဆန်းစုကြည်ကိုသူတို့ပြန်ခေါ်တယ်ကြားဖြတ်မှာဝင်ခိုင်းတယ်သူတို့ကြားထဲမှာဘလောက်ထိပြတ်တာဖြစ်လဲကျွန်တော်တို့အထဲမှာအဲအထဲထဲဝင်တော့မဟုတ်ဘူးသူတို့နဲ့ဟိုဟိုနီးဆက်တဲ့လူအတိုင်းဝိုင်းစီကနေကျွန်တော်တို့ပြန်ကြားတယ်သူတို့အထဲမှာဘလောက်ထိပြတ်နာတယ်လဲနံပါတ်3ကဲမီဒီယာလွတ်လပ်ခွင့် နံပါတ်၄စီးပွားရေးဖြေလျှော့မှုနံပါတ်၅ငိမ့်ချမ်းရေးနံပါတ်၆နိုင်ငံခြားရောက်နေကျွန်တော်တို့ပြည်ဝင်လာခွင့်ကျွန်တော်တို့လို့အစိုးရပြန်ဖိတ်တဲ့လူတော်မှ Thailand မှာ visa ရဖို့၃ရက်တန်းစီရတယ်နံပါတ်၇ကျွန်တော်တို့ပြန်ရောက်လာတော့ဘယ်တော့မှရောက်လာတာနဲ့ကျွန်တော်နောက်ကို SB ကတကောက်ကောက်လိုက်နေသေးတယ်နံပါတ်၇အချိန်မရွေးပြန်လာခွင့်နံပါတ်၈ အရင်တော့က blacklist တွေအကုန်ပြန်ဖြတ်နံပါတ်9နိုင်ငံရေးမှတ်ပုံတင်ခွင့်အခုဒီနေ့အခြေအနေအထိကျွန်တော်ရောက်လာတပုံတွေဝင်ထွက်သွားလာဟမ်ကြိုက်တဲ့အချိန်ဝင်လာခဲ့လှုပ်လာခဲ့အရင်တော့ကပြောခွင့်မရှိတဲ့ Pharaoh ဆိုတဲ့စကားကိုပြောခွင့်ရလာခြေဥပြင်ဆင်ရေးကိစ္စပြောခွင့်ရှိဒီဟာတွေအားလုံးကိုကျွန်တော်တို့ဘယ်ကရလဲဆိုဒီဘာမှမဟုတ်တဲ့အစိမ်းအောင်စာအုပ်ကနေဥတန်းရွှေကြီးဖွင့်ပေးလိုက်လို့ရသွားတယ် ဒါမဲ့ပြင်ရမလားပြင်ရမယ်ခြေခံအမေရိကန်ခြေခံဥပဒေပြင်တာပဲကဘာမှာရှိတဲ့ခြေခံဥပဒေမပြင်တဲ့ခြေခံဥပဒေဆိုတာမရှိဘူး Bible မဟုတ်ဘူးပြင်ရမယ်အဲ့ဒါကြောင့်ဒီခြေခံဥပဒေကောင်းလားကောင်းတယ်ဒေါအောင်ဆန်းစုကြည်ရောကြိုက်လားကြိုက်တယ်ကြိုက်လွန်းလို့အခုမပြင်ချင်တော့ဘူးပြင်မဲ့ပြင်မဲ့တာပြောနေတာတပုတ်ချက်သွားပြီ ကျွန်တော်တို့မြင်နေတာဒီစစ်တပ်25ရာခိုင်နှုန်းရှိလို့ဟုတ်တယ်ဒီစစ်တပ်က2010ကနေဒီနေ့အထိကျွန်တော်တို့မကြိုက်တဲ့ပုံမှန်ပဲနှစ်ခုတင်သွင်းတယ်လေကျွန်တော်တို့ကြိုက်တဲ့ပုံမှန်နိုင်ငံရေးပါတီကတင်သွင်းတဲ့ဟာဘယ်နှစ်ခုကန့်ကွက်တယ်လဲတစ်ခုမှမရှိဘူးသူတို့ဆွေးနွေးမဲ့အဆိုသူတို့တင်သွင်းမဲ့အဆိုသူတို့ကန့်ကွက်မဲ့အဆိုအများစု80ရာခိုင်နှုန်းကျွန်တော်သိတယ်ကြိုသိတယ်ကျွန်တော်တို့ဒီလို့ စဉ်းစားထားတယ်ဒေါက်တာအန်ဒူးဘယ်လိုသဘောထားရှိလဲအာခင်ဗျားတို့ဒီလိုလို့ရင်မှားကုန်မှာပေါ့ဒီလိုတော့မလုပ်နဲ့လေဒီလိုလို့ရင်ပိုမကောင်းဘူးလားအေးဗျာကျွန်တော်တို့အထက်ကိုတင်ပြကြည့်အောင်မယ်အထက်တင်ပြတယ်ကဲဒီလိုလို့ရင်ရောဘယ်လိုဖြစ်လဲဒါတော့ကိစ္စမရှိဘူးဒါတော့ဒီဘိတ်လုပ်ကြည့်ပေါ့ခင်ဗျားတို့ရှုံးမှာပဲလုပ်ရင်လည်းရှုံးမှာပဲဒါမဲ့ခင်ဗျားတို့တမိုင်းကိုဟာကိုရေးကြကျွန်တော်မတွေ့ဘူး ဲ့တော့ကျွန်တော်တို့က25ရာခိုင်နှုန်းရှိတယ်။သူရှိလို့ကျွန်တော်တို့ဘာဒုက္ခရောက်နေ။အဲ့တော့ကျောင်းကျွန်တော်ပြောတယ်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာအကောင့်ဖက်ကနေကြည့်ရင်တော်တော်ကောင်းတယ်။အစိုးဖက်ကနေကြည့်ရင်ဥရီအဲ့ဒီမှာပါနေတဲ့ဥသိမ်းဥဆိုတာ NCGB ရဲ့ဝန်ကြီးသူအကြောင်းချီကအစကျွန်တော်အကုန်သိတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းသူ့ကိုမလေးမစားပြီး ူလာ90မှာရွေးကောက်ပွဲဝင်တဲ့လူထိုင်းမှာသူဘာလုပ်နေလဲသူတို့ဘလောက်ခိုးတယ်လဲစားတယ်လဲဟွက်တယ်လဲအကုန်တိတယ်အဲကြောင့်ကျွန်တော်လုံးဝအထင်မကြီးတာလှုပ်လိုက်တော့တလွဲ့ပြောလိုက်တော့တလွဲ့စမ်းကျင်တော့အဆိုးဆုံးရှေ့ဆုံးကနေရက်တယ်အရင်ဆုံးဝင်လာတယ်ဦးသိန်းစိန်စီမှာ အခွင့်အရေးအရင်ဆုံးတောင်းတဲ့လူထဲမှာအဲ့ဒီလူပါတယ်။သူတောင်းထားတဲ့စင်စရာတွေကစာကျွန်တော်အကုန်သိတယ်။ဒါပေမဲ့2008မကောင်းဘူးဆိုပြီးတော့ပြောတဲ့အထဲမှာရှေ့တန်းကအိုတဲ့အထဲမှာအဲ့ဒီလူပါတယ်။ဟုတ်ဘူးလား။ကျွန်တော်ဒီနေ့အထိတပြားမှမတောင်းအဆိုးရစီမှာ။တမရိုစီမှာလည်းမတောင်းဘူး။ဘယ်သူစီမှာမှမတောင်းဘူး။ ရားသခင်ကပေးထားတဲ့ဉာဏ်နဲ့ကိုပညာနဲ့ကိုအီချင်းနဲ့ရှာစားတယ်အဲ့တော့ပြောရရှိကောင်းတဲ့ဟာကိုကောင်းတယ်လို့ပြောရတယ်လို့မကောင်းတဲ့ဟာကိုမကောင်းဘူးလို့ပြောရတယ်အဲ့လိုလူတွေလို့မကောင်းပြောပြီးတော့ပြောနေတဲ့လူထဲမှာသွားပြီးတော့ကျွန်တော်ပြန်လာတယ်ကွာကျွန်တော်မှအိမ်လည်းမရှိဘူးကျွန်တော်တိုက်ခန်းလို့ရှင်တယ်ကျွန်တော်စီးဖို့ကားတစ်စီးလောက်လို့ရှင်တယ်ဆိုပြီးတော့ ဦးသိန်းချိန်စီမှာတွားတောက်ဟိုဝန်ကြီးစီမှာတောက်ပြောပြီးရင်2008မကောင်းဘူးဆိုပြီးတော့ပြောတဲ့ကောင်တည်းမှာကျွန်တော်မပါဘူးအဲ့လူတွေအကုန်လုံးကျွန်တော်တန်းစီပြီးတော့လက်ညှိုးထိုးပြီးတော့ပြောလို့ရတယ်အမှန်ဆိုဒီလူတွေကအာ2008အရန်ကောင်းတယ်2008ကျောင်းကျွန်တော်တိုက်ခန့်ရတာ2008ကျောင်းကျွန်တော်ဒီကားရတာပြောပြောတင်တဲ့ကောင်တွေအမှန်ဆိုပြောင်းပြန်ဖြစ်နေတာဆရာကြီး ကျွန်တော်ကဒါ2008မကောင်းဘူးပြောရမှာဒီလူတွေကကောင်းလေတိတ်ဆိတ်ဆိုးကကောင်းနေကျွန်တော်တိုက်ခန့်ရှိတယ်ကျွန်တော်စီးပွားရေးလုပ်ငန်းလည်းလုပ်လို့ရတယ်ကျွန်တော်လုပ်ွက်ရတယ်ကျွန်တော်ကျွန်းတစ်ဘယ်နဲ့တန်ရတယ်ပြောရမှာဆရာဒီဒီ union election commission ကနေဒီ ရွေးကောက်ပွဲဝင်မဲ့လွှတ်တော်အမတ်တွေအတွက်အပြတ်ထန်းထားတဲ့ဥပဒေပေါ့အရင်ဦးတန်းရွှေတွေတို့ခေတုံကနာယကခေတုံကပြတ်ထန်းထားတဲ့ဥပဒေကိုဦးရွှေမန်းတို့ခေတုံကပြင်ထားတဲ့ဟာဥပဒေရှိတယ်အဲ့ဒီမှာမှားတဲ့ဟာတစ်ခုရှိတယ်အလွှတ်တော်အမတ်တယောက်အနေနဲ့သုံးတင်တဲ့ငွေကြီးပမာဏတော်တော်နည်းတယ်အဲ့ဒီဟာ corruption ကိုအားပေးတယ်အဲ့ဒါကြောင့်လွှတ်တော်အမတ်တွေကဟိုလိန်ညာပြီးတော့သူတို့အတုံးစိတ်ကို ိုဟိုပို့ပြီးတော့တုံးတယ်ဒါပေမဲ့အရှင်းပြတဲ့ဟာမှားတယ်အဲ့ဒီဟာကိုပြင်တင်တယ်နံပါတ်1နံပါတ်2ကလွှတ်တော်အမတ်တွေဟိုအရွေးခံပြီးတော့ MP ဖြစ်တဲ့အချိန်မှာသူတို့နဲ့ထိုက်တင်နဲ့လဆာငွေနဲ့ခန်းစားခွင့်တွေကိုဟိုဒီအစိုးရကပေးပြီးတာဖြစ်တယ်သူတို့ဟိုပြီးနေဆိုရင်ပြီးနေအလျောက်ပြထောင်စုအမျိုးသားနဲ့ပြည်သူလွှတ်တော်ဆိုရင်ပြီး အမျိုးသားလွှတ်တော်အမတ်နဲ့ပြည်သူလွှတ်တော်အမတ်ဆိုရင်လည်းတို့လွှတ်တော်အမတ်ရဲ့ရတင်ရထိုက်တဲ့အလျောက်တို့ဟိုအစည်းအဝေးဆိုရင်လည်းအစည်းအဝေးရဲ့နေတွေ့ဆက်ဟိုဥရှိမန်လွှတ်တော်ဥက္ကဋ္ဌဖြစ်တော့ကတို့ကအများကြီးတူပေပီတာဖြစ်တယ်အဲ့ဒီဟာအတွက်တို့ကအာဟိုပါဘောအာတို့အတွက်လုံလောက်ပါတယ်အမှန်ဆိုဟိုခူးဆရာလည်းမလိုပါဘူးမခူးဘဲနဲ့ဟိုတို့မှလုံလုံလောက်လောက် ပေးပြီးသားဖြစ်တယ်နောက်ပြီးတော့ဟိုဟိုဟိုဝင်ကြီးတွေဆိုရင်လည်းအစိုးရကားတွေလည်းပေးတယ်ဓာတ်ဆီဖိုးလည်းပေးတယ်အခမဲ့ပေးပြီးသားရှိတယ်တယ်လီဖုန်းလည်းပေးထားတယ်သူတို့မှဝင်ကြီးအိမ်ယာလည်းပေးထားတယ်လက်စစ်မီးလည်းအလကားပေးထားတယ်ခိုးဆရာဘူးမလို့တာဒါပေမဲ့ကသူတို့ကခိုးချင်တော့ခိုးချင်စိတ်ရရှိတော့အော်ခရီးရန်ဖြစ်ဖြစ်ဘယ်ဘာသာဝင်ဖြစ်ဖြစ်ခိုးကြတာပါပဲအဲ့ဒါကတော့သူ့ရဲ့ဟို ethical value နဲ့ moral value နဲ့ပဲဆိုင်တာပေါ့ခရိယံဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ဟာတဲ့သူ့ရဲ့ ethical value နဲ့ moral value value နဲ့သူ့ရဲ့ religious belief နဲ့သူ့ရဲ့ practice နဲ့ဆိုင်တော့တာပေါ့အမှန်ဆိုရင်တော့ကိုးစရာမလိုတဲ့ဟာပါပဲသူတို့ရတဲ့ရထိုက်တဲ့ဟာကိုသူတို့ရပြီးသားဖြစ်တယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ်အဲဒါကြောင့်ခုနကပထမပိုင်းမှာကပ်နိုးကိုကျွန်တော်ပြောတာဟိုပညာမရှိရင်တော့ဟိုလွတ်တော်အမှတ်တွေဝင်မလုပ်ပါနဲ့ခမရလူလိန်လူမြဖြစ်သွားမယ် ပတ်စံမရှိရင်လည်းထွားပြီးတော့ဟိုဟိုအမတ်တွေဝင်လို့ဖို့တော့ဘာလို့မလုပ်ပါနဲ့ခင်ဗျားတခုဖြစ်သွားမယ်ဆိုတော့ကျွန်တော်ဟိုယူသားသားပြောသလိုဖြစ်ပေမယ့်အဲ့ဒါတကယ်အမှန်တရားပါ။ဘာလို့ဆိုပတ်စံမရှိရင်တော့ခိုးမှာပါပဲ။အဲဘယ်သူမှအငတ်မခံနိုင်ပါဘူး။ဘာလို့ဆိုအမတ်ဖြစ်တော့ကိုကိုကိုမဲပေးတဲ့လူဟိုငပိုးတွေငယူးတွေစင်ရဲသားတွေအားလုံးကမြုပ်ပေါ်တက်လာလို့ရှိရင်ကိုယ့်အိမ်မှာပဲလာတဲကြမှာ哦တဲတော့သူတို့မကြွေးရင်လည်းမဖြစ်ဘူးဆိုသူတို့မဲပေးလို့ကိုကအမတ်ဖြစ်တာ哦 ဟုတ်လားအဲ့ဒီခါကျတော့ကဲမထူတော့ဘူးငါဒီ contract လေးတော့နည်းနည်းပပခိုးအောင်ပါပဲဆိုပြီးတော့လုပ်ကြတာမဟုတ်ဘူးလားအဲ့တော့အဲ့လိုပဲအကုန်လုံးကချာလပတ်လည်နေတာဟောဆိုအိန္ဒိယမှာကျွန်တော်အမျိုးတွေကနိုင်ငံရေးသမားတွေများတော့သူတို့စီရတယ်ကျွန်တော်တင်ကန်းစာကောင်းကောင်းရခဲ့တယ်အဲ့တော့မချမ်းသာရင်အမမလုပ်တာကောင်းတယ်နောက်ပြီးတော့ပညာမတတ်ရင်လည်းအမမလုပ်တာကောင်းတယ်ဟိုစကားပြောကောင်းပြီးတော့ဟိုအမလုပ်ရင်လည်းလူလိန်လူမြပဲဖြစ်တာ ော့နောက်ပြီးတော့ပတ်ဆက်မရှိရင်လည်းတခုချုပ်ဘိုးတွေပဲဖြစ်ကုန်တော့မဟုတ်ဘူးလားညာဘာဆိုဘုရားသခင်နဲ့တော့ကောင်းကင်နိုင်ငံမှာပဲအခြေတင်စကားပြောကြမှာပဲလေအဲ့တော့မြေကြီးမှာတော့မြေကြီးလိုပဲနေကြတော့တာပေါ့ dual citizenship တော့အခုချိန်ထိတော့မရှိဘူးအာအဲ also 59စလုံးကိစ္စမှာ တတ်မတော်ရဲ့ယက်တိချက်ရောနောက်ပြီးတော့မဘာသားတွေယက်တိချက်ရောတော်တော်ပြင်းထန်တယ်အာဆိုတော့ dollar citizenship ဖြစ်ဖို့ကရေတိုမှာရောရရှိမှာရောကျွန်တော်တော့ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးနောက်ပြီးတော့ permanent residence ကိစ္စလို့တော့ကကျွန်တော်လည်းပါတယ်အာအဲ့ဒီကိစ္စကိုစပြီးတော့ဟိုအစိုးရကိုတိုက်တွန်းတဲ့အထက်မှာလည်းကျွန်တော်တို့ပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကဘာဖြစ်လဲဆိုတော့ဘူချုပ်ခင်ကြီးတို့ကလာဝကဝန်ကြီးဖြစ်တော့သူတို့က ဒီတမရောဆိုရခေကနေဒီဖက်ကိုအသွင်ကူးပြောင်းဆဆိုတော့တို့က protection needs တွေဖြစ်နေတယ်တို့စိတ်ကပြောင်းနေဘူးဒီနေ့ခင်ကြီးနဲ့အဲရုံကဘူချုပ်ခင်ကြီးနဲ့ကတခြားစီဒီနေ့ဆိုပြောလို့ဆိုလို့ကောင်းတယ်တို့စိတ်တွေကတော့ပြောင်းသွားပြီအဲရုံကအာဘာဖြစ်လဲညာဖြစ်တယ်တို့ကဟာပီယာပေးလိုက်လို့ရှိရင်ဘာဖြစ်တယ်ညာဖြစ်တယ်လွယ်လွယ်ပြီးရင်တော့ဘာဖြစ်သွားညာဖြစ်သွားမယ်ဖြစ်တာအခုကြမှာအိုးပြအဲရုံကကျွန်တော်တို့ကတမျိုးထင်တာဟောဘာညာဖြစ်တာအဲ့တော့ကျွန်တော်ကအခု option တစ်ခုတို့ကိုပြန်ပေးတာက overseas citizens of uh, Myanmar bo. Bama bima mui de, bama bima ienunga Myanmar naingan ta bo. Tangkua shisen he Myanmar naingan ta ubri ya mui overseas citizens of Myanmar sureha lupiba. Uh, Bahusu uh, uh, India lu naingan miuma eriha lupide. Eriha ka turu ka abalu bleso passport ku tupide. Tupide bido မဲမပေးရဘူးနိုင်ငံရေးမလုပ်ရဘူးနောက်ပြီးတော့ဒီမြေကြီးနဲ့ဆိုင်တဲ့ investment မလုပ်ရဘူးကျန်တဲ့ဟာအကုန်လုပ်လို့ရတယ်တခါထုတ်ပြီးရင်10နှစ်ခန့်တယ်အာတခါထုတ်ကကဒေါ်လာ100ပဲကုန်တယ်အဲ့တော့သူတို့ကကျွန်တော်ကအမေရိကန်ပတ်စပို့ကိုင်တယ်ဒီဖက်မှာ overseas citizen of မြန်မာစာအုပ်ကိုင်တယ်ကိုင်တယ်ဆိုလို့ရှိရင် visa ဆင်နှစ်မလိုဘူးကြိုက်တဲ့ချိန်လာလို့ရတယ်အာမြေကြီးနဲ့ဆိုင်တဲ့ investment မြေကြီးနဲ့ဆိုင်တဲ့ ဟိုဘာ permanent investment နဲ့ politics ကလို့ရင်ကျန်တဲ့ဟာအကုန်လုံးကျွန်တော်ဒီတိုင်းပြည်မှာလုပ်လို့ရတယ်အာဆိုတော့ဆယ်နှစ်လက်ဆက်တိုက်နေလို့ရတယ်အဥမာဆိုပါဆိုဒီ condo ဆိုလို့ရှိရင်ပထမထပ်ကနေဟိုးနောက်ဆုံးအထပ်ထိဝယ်လို့ရတယ်ဒါမြင့်မြေမြေကြီးထပ်ကိုကျွန်တော်ဝယ်လို့မရဘူးဘာလို့ဆိုမြေကြီးထပ်ကနိုင်ငံတော်ကပိုင်တယ်အာအဲ့ရမျိုးအိန္ဒိယ example ကိုကျွန်တော်ယူပြီးတော့ပေးထားတယ်အဲ့တော့ပြီးခိုင်ဖြိုးကအဲ့ဒါကိုလက်ခံတယ်အာတမရိုလ်ကိုလည်းပြောရှိတော့တမရိုလ်ကအဲ့ဒါကို သူတို့လည်းလက်ခံတယ်ဒါပေမဲ့ NLU တို့ကျွန်တော်မပြောရသေးဘူး dual citizenship တော့ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲတတ်မတော်လည်းလက်မခံဘူးမဘာသာလည်းလက်မခံဘူးဒါပေမဲ့ PR ထက်ပိုကောင်းတဲ့ဒီ overseas citizens of Myanmar မြန်မာပြည်ဖွားအာ1982မြန်မာနိုင်ငံသားဥပဒေအရမြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားတဲ့လူနဲ့ ဟိုမှာရောက်သွားပြီးတော့ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးကမြန်မာပြည်ဖွားမိဘနှစ်ပါးမွေးဖွားတဲ့လူဖြစ်တဲ့အတွက်ကျွန်တော်သားနဲ့သမီးကအမေရိကန်နိုင်ငံသားဖြစ်ပေမဲ့သူတို့လည်းအဲဒီဟာထဲမှာအကျုံးဝင်နေဆိုတဲ့ဟာမျိုးကို PR ထက်ပို့ပြီးတော့လွယ်ကူတဲ့ဟာတခုကိုကျွန်တော်ကဟိုစူးစမ်းပြီးတော့လုပ်နေတယ်။အဲတော့ပထမအဆင့်တော့နှုတ်အုပ်စုကတော့လက်ခံသွားပြီ။ဆိုတော့ဒီ2020ရွေးကောက်ပွဲမှာတကယ်လို့ ပြည်ခိုင်ပြုတ်လို့တတ်မလို့တို့တိုင်းဒါတွေပေါင်းပြီးတော့အစိုးရဖွဲ့နိုင်ရင်အဲ့ဒီကိစ္စတော့ဥပဒေပြုဖို့ကကျွန်တော်အကြမ်းလက်ရေးပြီးသားရှိတယ်ဆိုတော့အဲ့ဒါတော့ဖြစ်လာနိုင်မယ်ထင်တယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ဟိုတော်မတ်အဲ့ကင်ခတ်ကတော့ထေရခန်နော် อะปะทังโนเป็นเป็นตัวโมตัวโมเอ้ยเออเสียงุนจุงจโนเนี่ยโอโออเมรันตุยเลยจโนก็โอ้สไลค์กิบเดียนีบ่ะสไลค์กิบเขาเรียนเดียนีบ่ะเนาะตัวเซนเอฟมาเลยตัวสปริงกองเสมาเลยโลกเดียวบ่ะเนาะเนี่ยโน่ในจู่ๆไปสรุปเออเว่าเท่ามาเซเว่นดีจานเนี่ยเซเว่นดีทีวีเท่ามาจโนคู่คู่ตลอดไปตุยละกันเนาะอ่า NLD ကဒေါက်တာဆာဆာကိုချင်းထက်ပညာရှင်တယောက်ကိုတုံးပြီးတော့ NLD ထက်ချင်းပြည်နယ်မှာအလုပ်လုပ်တယ်လို့စစ်တပ်ကလည်းအပညာရှင်တယောက်ချင်းပညာရှင်တယောက်တုံးပြီးတော့စစ်တပ်ကလည်းဝန်ကျူးနယ်ကိုတုံးပြီးတော့သူတို့ထဲမှာအလုပ်လုပ်တယ်ဒီပညာရှင်နှစ်ယောက်ကတော့ဗမာပြည်ရဲ့အဆုံးဖြတ်ပဲဆိုပြီးတော့ပြောတယ်ချင်းပညာရှင်နှစ်ယောက်ပြိုင်နေတယ်လို့ပေါ့နော်စပန်ဒီဂျာနဲ့ကနေသူတီဗီကနေပြောတယ်ဆိုတော့တကယ်ပဲဆရာဝန်ကျူးနယ်ကဒီစစ်တပ်ဖက်မှာပါသွားပြီလားနော် NLD ဖက်ကလည်းဒေါက်တာဆာဆာကိုတုံးတယ်စစ်တပ်ဖက်ကလည်းကိုတုံးတယ်ကိုတုံးတယ်ဗမာပြည်မှာသူတို့နောက်ကအဓိကပဲဆိုတော့ပြောတော့နော်အဲ့ဒါဟိုသူတို့ TV ထဲမှာတွန့်တယ်လေအဲ့ဒါကိုကျွန်တော်မေးချင်တယ်ပေါ့နော်နောက်ပြီးနထောင်းချစ်ဖွဲ့ရှိဖို့ဥပဒေကိုဆရာကတုံးတယ်ပြောတော့ကောင်းတယ်ကောင်းတယ်လို့ပဲကျွန်တော်ပြောဒါပေမဲ့ဒီနေ့ထိတုံးလို့မရဘူးနော်ကျွန်တော်တို့ဒီမိုကရေစီဖြစ်မှလည်းမရဘူးဖက်ဒရယ်တော်လို့မရဘူးဘာဒီကောင်းနေတာတောက်တိုင်ကြီးခုရှိတယ်ပြောတယ်ဒါပေမဲ့ဟိုတော်တော်များများက ဟိုလိုလိုလိုမရဘူးပြောတဲ့ဟာဘာလို့ကောင်းတယ်လို့ပြောတယ်လဲပေါ့နော်အခြေခါတော့ဒီဘာနဲ့ဝင်တာတော့ဟုတ်တယ်ဒါပေမဲ့ဖက်ဒရယ်တွားဖို့တကယ်စစ်မှန်တော့ဒီမူလီတွားဖို့ဟာတော့မလုံလောက်ဘူးဆိုတာလူတိုင်းကပြောတယ်လေခင်ဗျားတယောက်ပဲကောင်းနေကောင်းနေပြောနေလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါတော့ personal ဆန်နဲ့ဆန်မယ်ပေါ့နော်ကျွန်တော်ပြောပြပါဦးမတိတော့ပါတော့ကျွန်တော် ကျွန်တော်တက်မတော်ချန်ပီလည်းမဟုတ်ပါဘူးဘသူချန်ပီမှမဟုတ်ပါဘူးအာဆာဆာကတော့ NL ရဲ့အွန်လိုင်းရေးအတွက်သူ့ကိုထည့်ထားတယ်လေအဲ့ဒါတော့ထည့်ဖို့သူတို့သူလည်းသူ့ရဲ့အခွင့်ရေးပါပဲဒါပေမဲ့ကျွန်တော်တမရောကအဲ့လိုမျိုးခွင့်ရပြီးရင်လည်းကျွန်တော်ကညင်းပါပဲ။ဘာလို့ဆိုကျွန်တော်ကမြန်မာနိုင်ငံသားမဟုတ်ဘူး။အဲတော့ကျွန်တော်ပြီးခိုင်ပြူက အဲလိုတရားဝင်လာတောက်ရင်လည်းကျွန်တော်ညင်းပါပဲကျွန်တော်အမေရိကန်နိုင်ငံသားဖြစ်လို့ဟိုဥပဒေကိုလိုက်နာတဲ့အသူတရားအနေနဲ့ကျွန်တော်ဒါဥပဒေနဲ့ညှိစွန်းတဲ့အလုပ်ဖြစ်တဲ့အတွက်တရားဝင် ကျွန်တော်လုပ်လို့မရဘူးအာအဲ့ဒါတော့ကျွန်တော်ဟိုကျွန်တော်ရဲ့ခံယူချက်ပါဥပမာဆိုဥပဒေအကြံပေးဆိုတဲ့ဟာကျွန်တော်အကြံပေးလို့ရတယ်ဒါပေမဲ့ဒီအဲ ဟိုအကြံပေးအဆင့်မဟုတ်ပဲနဲ့အဲအဲ့လိုမျိုးအွန်လိုင်းရေးကော်မတီတို့ဟိုဟိုဟာတို့ကိစ္စမျိုးကြတော့ကျွန်တော်ဥရီနဲ့ညီဆွတ်နဲ့အလုပ်ကိုဘယ်တော့မှမလုပ်နံပါတ်2အချက်ကအာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖယ်ရလုံးဝမရနိုင်ဘူးဒီမိုကရေစီလုံးဝမရနိုင်ဘူးဆိုရင် ရနိုင်တဲ့နီလောင်းကိုကျွန်တော်ပြန်ပြောပါအဲအဲနီလောင်းကိုကျွန်တော်ဟိုဟိုလေ့လာပါမယ်လေ့လာပြီးတော့အဲ့ဒီနီလောင်း ကကျွန်တော်အခု2000ရှိကိုပြင်ဆင်ပြီးတော့ Federal နဲ့ Democracy ရနိုင်တယ်ဆိုတော့ကျွန်တော်သူတည်နာပြူထားတဲ့ဟာတဲ့ပူကောင်းတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းတွင်လမ်းကြောင်းတိုင်းကျွန်တော်ပြန်ပြီးတော့လုပ်ပါမယ်။ဘာလို့လဲဆိုဒီ2008မရှိရင်ခမရကိုလည်း Supreme Council ဖြစ်မှာမဟုတ်ပါဘူး။ပမာပြည်လည်းလာလို့ရမှာမဟုတ်ပါဘူး။ကျွန်တော်လည်းဒီကနေစကားပြောလို့ရမှာမဟုတ်ပါဘူး။အဲ့ဒီတစ်ခုတည်းကိုနေကိုကျွန်တော်က2008ရှိကကျွန်တော်အတွေ့လုံလောက်ပါတယ်။အဲကျွန်တော်2008တာမရှိဘူးဆိုလို့ရှိရင် ကျွန်တော်ဘုံမာပြီလဲပြန်လာဆရာအကြောင်းမရှိဘူးငင်းချဲလုတ်ဆရာအကြောင်းမရှိဘူးအဒီတိုင်းပြည်ကနေဖက်ဒရယ်ဆိုရဲစကလုံးလဲခမားနဲ့ကျွန်တော်လည်းပြောလို့ရမှာမဟုတ်ပါဘူးဟုတ်ပါတယ်ဟုတ်ပါအ NCA လည်းရှိမှာမဟုတ်ပါဘူး Union Peace Conference လည်းရှိမှာမဟုတ်ပါဘူးနောက်ပြီးတော့တိုင်းဒါတွေနဲ့ငင်းချိုင်းလည်းဖြစ်မှာမဟုတ်ပါဘူး Slide Keep Collier လည်း Supreme Council မှာပါဆရာအကြောင်းမရှိဘူး Liam Hung လည်း CNF Vice Chairman ဖြစ်လာမှာမဟုတ်ပါဘူးမဟုတ်ဘူးလား အဲ့တော့အဲ့ဒီဟာတွေအားလုံးကကျွန်တော်ရည်တွေ့ရင်ဒီတ냐လုံးလဲတခုပြီးတခုကျွန်တော်ဟိုအချက်300လောက်ကျွန်တော်ပြောလို့ပြရပါတယ်ဒီဟာတွေအားလုံးဖြစ်တာက2008ကြောက်မှာအဲအဲ့ဒါကြောင့်2008မှာကောင်းတဲ့အချက်တွေအများကြီးရှိလို့မကောင်းတဲ့အချက်အများကြီးရှိပါတယ်အဲ့ဒီမကောင်းတဲ့အချက်တွေကိုကျွန်တော်ပြင်ဖို့ကြိုးစားတယ်ကျွန်တော်ပြင်ဖို့ကြိုးစားတဲ့ဟာတွေအများကြီးရှိပါတယ်ခုနကဆရာကြီးထောင်စုံလည်းကျွန်တော်ပြောပြပါတယ်ကျွန်တော်တတ်မလို့လည်းတင်ပြထားတဲ့အစုတွေအများကြီးရှိတယ် ပြည်ခိုင်ပြို့လည်းတင်ပြထားတဲ့ဟာရှိတယ်နောက်ပြီးတော့ဟိုဟို NLE ကိုလည်းတင်ပြထားတဲ့ရှိတယ်တိုင်းသားပါတီကိုလည်းကျွန်တော်တင်ပြထားတဲ့ဟာတို့ရှိတယ်ဒါပေမဲ့မဖြစ်လဲဆိုတော့ဒေါက်တာမောင်မောင်နဲ့ကျွန်တော်နဲ့မတူဘူးဟိုဦးချန်ထွန်းနဲ့ကျွန်တော်နဲ့မတူဘူးချန်ထွန်းနောက်မှာဦးနုရှိတယ်ဦးအောင်ဆန်းရှိတယ်အာဒေါက်တာမောင်မောင်နောက်မှာအကုန်လုံးလုံနိုင်တဲ့တစ်ချက်လွှတ်မိန်ပေးနိုင်တဲ့ဦးနေဝင်ရှိတယ်ကျွန်တော်နောက်မှာဘယ်သူမှမရှိဘူး ဲ့တော့တကယ်လို့ကျွန်တော်နောက်မှသာဥနေဝင်ရှိရင်အခုချိန်မှာကျွန်တော်လူရှင်တဲ့ဟာတွေအကုန်ဖြစ်သွားပြီကျွန်တော်နောက်မှသာဥနုရှိတယ်မဟုတ်ရင်အာဥဟိုဟာပေါ့ဥအောင်ဆန်းရှိတယ်ဆိုရင်ခမရလူရှင်တဲ့ဟာတစ်ပိုကောင်းတဲ့ Federal Constitution ကြီးကျွန်တော်ရေးပြီးပြီအဲ့ဒါကိုကျွန်တော်တို့က real politics ကိုကျွန်တော်နားလည်ဖို့လိုတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှအရှုံးမပေးပါဘူးတဖြည်းဖြည်းနဲ့စားသွားမယ် ကျွန်တော်တို့တဖြည်းဖြည်းနဲ့စသွားမယ်ဟုတ်ကဲ့ပါကျွန်တော်ကျွန်တော်ဘသူ့မှဟိုလူမိုက်အားကူပြီးတော့ကျွန်တော်လူချင်းနဲ့အောင်ရအောင်မလုပ်ဘူးကျွန်တော်တိမ်တွင်းပြီးတော့သူတို့တဖြည်းဖြည်းနဲ့ကြုံတွင်းပြီးတော့နားလေအောင်ရှင်းပြပြီးတော့ဟိုဟိုဟွာပေါ့ဟိုဟိုဟိုဟွာပေါ့ညင်ညင်တာတာနဲ့သူတို့အတ္တိတရားနဲ့အရှိတရားကိုနားလည်ပြီးတော့လက်ခံနိုင်အောင်လုပ်ဖို့ကကျွန်တော်ရဲ့စံတကျွန်တော်ရဲ့ကြိုးစားမှုပါ ဟုတ်ကဲ့ပါအဲ့လောက်ပါပဲကျွန်တော်တော်တော်များများကဘာလို့ဦးတင်းတင်းခက်မှာဝင်သွားဝင်သွားတယ်ဆိုတော့ခုနပြောသလိုဟောပေါ့သူတို့ဖက်မှာနည်းနည်းပါသွားပြီလားဆိုတော့တချို့ကမြင်ကြတော့တယ်အဲကြောင့်ဖွင့်မလင်းနေမေးကြည့်တာပါကျုပ်တင်ပါတယ် Thank you Satano Mike Mike ချင်းပြည်နယ်မှာမြို့နယ်စုတွေအများကြီးရှိတယ်။အဲတော့ကြီးတဲ့မြို့နယ်မြို့နယ်စုနဲ့ငယ်တဲ့မြို့နယ်စုတွေရှိတယ်။ပမာပြည်မှာအဲတိုင်းသားအဲလူမျိုး၈မျိုးရှိတယ်။အဲ ကြီးတဲ့မျိုးနဲ့လူမျိုးရှိတယ်လို့ငယ်တဲ့လူမျိုးလည်းရှိတယ်။ကြီးတဲ့လူမျိုးတွေကငယ်တဲ့လူမျိုးတွေကို အနိုင်ကျင့်ခြင်းမရှိစေလို့တလို့ချင်းပြည်နယ်မှာကြီးတဲ့မျိုးနွယ်စုကနေငယ်တဲ့လူမျိုးစုမျိုးနွယ်စုတွေကိုအနိုင်ကျင့်ခြင်းမရှိစေချင်ဘူး။အဲ့ဒါကျွန်တော်ရဲ့စံတအမှန်ပါ။အဲ့တော့ဘာလို့ဒီမြန်မာပြည်မှာလူမျိုးရှိခုရှိတဲ့အထက်မှာလူမျိုးကြီးတွေကလာလာပြီးတော့ လူမျိုးမြေတွေရှိတဲ့နေရာမှာမေပုံလာလာထောင်ပြီးတော့အနိုင်ကျင့်နေတာလေအဲ့ဒါဒီမိုကရေစီမဟုတ်ဘူးအဲ့ဒါ tyrannical ဒီမိုကရေစီလို့ခေါ်တယ်လူအုပ်ကြီးဝါဒမဟုတ်ရင်ဟိုဒီမိုကရေစီအကြောင်းပြုပြီးတော့ဟိုဟိုပေါ့နိုင်ငံမြင့်ထက်ပြုတဲ့ဒီမိုကရေစီလို့ခေါ်တယ်ဒါမျိုးတွေကနောက်ဆုံးကျရင်ဟိုပေါ့ဒီပလေတိုပြောသလို sorry ဟိုဂရိပညာရှင်ကြီးပြောသလိုဟိုအာနာရှင်စနစ်ကိုမွေးဖွားပေးတာဒီမိုကရေစီစနစ်ဖြစ်တယ် ီမိုကရေစီဆိုတိုင်းလည်းကောင်းတာမဟုတ်လူအုပ်ကြီးဝါဒဖြစ်သွားတဲ့အခါကျရင်ဒီမိုကရေစီပျောက်ပြီးတော့အဲ့ဒီလူအုပ်ကြီးဝါဒအာဏာရှင်စနစ်ဖြစ်သွားတယ်အဲ့တော့ဒီမြောက်ပိုင်းနေဒေတာမှာဇုံမီးတွေအများစုဖြစ်တဲ့ဒေတာမှာဇုံမီးတွေကိုဇုံမီးတွေကူစားပြုတဲ့အကောင်ဆုံးပဲခူမီးတွေအများဆုံးဖြစ်တဲ့ဒေတာမှာခူမီးတွေကိုခူမီးတွေကူစားပြုတဲ့အများအပြုတာအကောင်ဆုံးပဲ ချိုးတွေအများဆုံးဖြစ်တဲ့ဒေသမှာချူမီးတွေကူစားပြူတွေအကောင်းဆုံးပဲ။လိုင်မီးတွေအများဆုံးဖြစ်တဲ့ဒေသမှာလိုင်မီးတွေကူစားပြူတွေအကောင်းဆုံးပဲ။အဲတော့နောက်ဆုံးကျရင်ဟာခါမှဆုံကြတာပေါ့။အဲခါကျရင်မြို့နယ်စုတွေအကုန်လုံးဆုံပြီးတော့ဆုံဆုံညီနဲ့ညီအကိုတွေအကုန်ဖြစ်ကြတဲ့နေတူအကုန်လုံးစုပေါင်းပြီးတော့ကျွန်တော်တို့အားလုံးကကျွန်တော်တို့ချင်းပြည့်အတွက်အတူတူကပူးပေါင်းဆောင်ရွက်ကြတာအကောင်းဆုံးပဲ။အဲတော့နိုင်လုံမင်းထက်ပြုတဲ့ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ဆန့်ကျင်ဖို့လိုတယ် ဲလိုဆန်းကျင်လိုတဲ့စိတ်တက်မရှိရင်နောက်ဆုံးကျရင်ကျွန်တော်တို့ကလူတအုပ်ကြီးကလူအင်အားပူကြီးတဲ့လူငွေကြီးကြီးရပညာကြီးရအတခြားအကြောင်းပြုချက်အရလူဦးရေရရှိတဲ့လူတွေကအနိုင်ချင်းချက်လဲသွားမယ်အဲဒီဟာကြီးကိုယူပြီးတော့အခုကျွန်တော်ချင်းပြည်နယ်မှာအခုတလောခေစားနေတဲ့လူကဘဟုအကူအရင်တော့က နာယကခေတုံးကပြောခဲ့တာရှိတယ်ပြပအာကူပစိညုအခုကဘာခိစားလဲဆိုဘဟုအာကူပစိညုတွေခိစားနေတယ်ဘဟုမဟုလူအင်အားကြီးတယ်အဲ့ဒီကောင်တွေကိုကဖဆာမှငါတို့ကချမ်းသာမယ်ဆိုတဲ့စိတ်ဓာတ်အဲ့လူမျိုးဟိုပါပခိုင်းတာလို့ကြွေးတာစားခတ်မပြောနဲ့ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဘဟုမဘဟုအာကူတဲ့စိတ်ဓာတ်ကိုဖြက်စီးဖို့လိုတယ်လို့ချင်းပြည်နယ်မှာလည်းအဲ့ဒီစိတ်ဓာတ်ကိုဖြက်စီးဖို့လိုတယ်အဲ့တော့ကို့အကြောင်းကိုကုနာလေးဖို့လိုတယ်ချင်းပြည်နယ်ကိုလည်းအကုန်လုံးကချစ်ကြဖို့လိုတယ် ဲ့ဒါကိုကျွန်တော်ဇုံမီးတွေကိုပြောချင်တယ်လို့ကျန်တဲ့မျိုးနွယ်စုတွေအားလုံးကိုလည်းပြောချင်ပါတယ်အဲ့ဒါပါပဲကျွန်တော်ဘယ်သူ့ကိုမှမျက်နှာလိုက်တာမဟုတ်ပါဘူးအဲ့ဒါကျွန်တော်အစိမ်းအမှတ်ပါ Thank you